ီနေ့ကျတော့မင်္ဂလေးတိုင်းတက်မရှိမဖြစ်လိုအပ်တဲ့ဘန်စီလီပါ EPO လို့ခေါ်ပါတယ်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ Emsimer Beauty Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီဗီဒီယိုလေးကိုအမေရန်ကြိုဆိုအပ်ပေးတဲ့မိတ်ဆွေအားလုံးကိုဒီကနေ့အရန်အရန်ကြိုဆိုတင်ပါတယ်လို့ပြောချင်ပါတယ်။အခုဆက်လက်ပြီးကျွန်မတင်ဆက်ပေးသွားမယ့်အကြောင်းကတော့မင်းတင်ဆက်ပေးသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအစအဆုံးကြည့်ပြီးကြပါလို့တောင်းဆိုချင်ပါတယ်။ ဲဒီခါကျတော့ omega 6 fatty acid ပါဝင်ပြီးမှ linoleic acid ကိုလည်း70%ရနေ74%လောက်တော့ပါဝင်နေဟုတ်တယ်ပြီးတော့ gamma linoleic acid တွေကိုလည်းပါဝင်တဲ့အတွက်ကြောင့်သူကတကယ်သဘာဝပန်းစီလီယံနေထွက်တဲ့အစီလီဖြစ်တဲ့အကြောင်းကိုအရင်တပတ်ကပြောသွားတာဟုတ်တယ်အခုကျတော့ um ဒီဒီဟာတောက်တဲ့လူတွေအတွက်တအားကြိုက်ပြီးမဲ့တချို့တွေကမတော့ရဲကြဘူးဘာဖြစ်လို့လဲဆိုဝတ်မှာကြောက်လို့လေနော်ပြီးတော့သူကအစားလည်းဝင်တယ်အိတ်လည်းဝင်တယ်ဒါမဲ့မဝတ်အောင်ဘယ်လိုတော့ရမလဲကဲမဝတ်အောင်ဘယ်လိုတော့ရမလဲအရာကတိဖို့လို့ရတယ်နော်ကျွန်မစင်2010ဟန်ဒီတုံးလေအခုချိန်ထိမြင်တဲ့အတိုင်းပါပဲသူကကြတော့ဘယ်လိုမျိုးလဲဆိုတော့ တကယ်မှတော့၃ခါတောက်လို့ရတယ်ပြီးတော့အဲ့ဒီ၃ခါလေးထမင်းစားပြီးမှပဲတောက်ရမနော်ထမင်းစားပြီးမှတောက်ရမယ်အစားတော့လေထမင်းစားပြီးမှကိုပဲကိုကတောက်ကိုတောက်ရမှာနော်ပြီးတော့တချို့တွေကြတော့တကယ်မှ၂ခါတောက်တဲ့လူတွေရှိတယ်ထမင်းစားပြီးမှဝါမမကြောက်ဘူးဆိုရင်တောက်ပါကိစ္စမရှိဘူးသူကတဘာဝပန်းစီဆိုတော့ကိစ္စမရှိဘူးဒါပေမဲ့ကျွန်မကြတော့ อืมအဲ့လိုမတော့ရဲဘူးကျမတရက်တစ်ခါပဲတော့ပါတယ်တရက်တစ်ခါတောင်မှလीညနေပိုင်းမှာမတော့ဘဲနဲ့ကျမမနေ့ပိုင်းမှာပဲတော့တယ်အဲ့ဒါဆိုတော့ပြီးတော့ကိုကနည်းနည်း weighted BD ဟာအစားလည်းရောင်းဝင်တဲ့အိတ်လည်းရောင်းဝင်တယ်ဆိုရင် ကျမလीနှစ်ပတ်လောက်ကိုနားလိုက်တယ်နှစ်ပတ်လောက်ကိုနားလိုက်ပြီးမှပြန်ပြီးမှပြန်စားတယ် အဲ့လိုမျိုးနဲ့ကိုကအမေရန်လုတ်တယ်အမေရန်လက်တော့ရှင်တဲ့အတွက်ကြောင့်လေဒါပေမဲ့ကိုကလုတ်ရှာလုတ်လုတ်ရှာရှာပင်ပင်ပန်းပန်းတော်တော်လာလာချွေးလက်ထွက်တယ်ပြီးတော့ဝါမှလည်းမချုပ်ဘူးဆိုရင်တော့အဲတရက်မှာနှစ်ခါလဲတောက်လို့ရတယ်သုံးခါလဲတောက်လို့ရတော့ဒါပေမဲ့အခုပြောတာကဝါမှကြောက်တဲ့လူတွေအတွက်တော့ကိုကတဲတခါတောက်ပါမနဲ့မှမနဲ့ထမင်းစားပြီးမှတောက်ပါပြီးတော့ဗာစီးပေးမဆိုတောက်ရင်ရေတောက်ပြီးရအောင်နော် ရေတောက်ပေးရတယ်နော်ပြီးတော့ဝါမြုပ်လို့လည်းရတယ်ဝါလို့လည်းရတယ်ရေရေလေးနဲ့တောက်ပါပြီးတော့လေကိုကအဲ့ဒါအမေရန်တောက်လို့အစားလည်းရမ်းဝင်တယ်အိတ်လည်းရမ်းဝင်တယ်ဆိုရင်ကတော့အိတ်လို့လည်းရမ်းကောင်းတယ်ဆိုပြီးမှကိုကနည်းနည်းဝိတက်မယ်ဝိနည်းနည်းတက်လာပြီးစင်ကနှစ်ပတ်လောက်လားလိုက်အဲ့ဒါဆက်ပြီးပြန်တောက်လိုက်ကိစ္စမရှိဘူးနော်ကဲ နောက်ဆုံးလဲကျမလက်တွေ့လို့ပြီးမှကောင်းတဲ့ဟာလေးတွေပြီးတော့ဟိုမင်းကလေးတန်းအတွက်အသုံးသင့်တဲ့ supplement လေးတွေကိုလည်းတင်ဆက်ပေးတော့မဟုတ်တယ်ပြီးတော့မျက်နှာရှစ်ပစ်အောင်မာဆက်တို့ပြီးတော့စပင်မျက်လုံးနှခေါင်း make up ဒီကိုလုံးအလားပါနဲ့ပတ်သက်ပြီးအမဲရန်တင်ဆက်ပေးတော့မဖြစ်လို့ဒီဗီဒီယိုလေးကိုအမဲရန်ကြည့်ဆိုအပ်ပြချပါလို့ don't switch in ပါတယ် ကဲကွန်မစ်စအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မေးနေနော် see you next time bye bye god bless you all love you all see you on next video bye bye သူစီကောင်းကွက်ဒီကိုလေးကွာတရားထိပြောလို့ရနော်ဒါမဲ့မပြောတော့ဘူးတရားထိဟိုနားလဲလို့လွယ်အောင်ကွာဒီလောက်လေးပဲပြောတော့တာဟုတ်တယ်အမှန်တကယ်အရန်ကိုကောင်းတာဟုတ်တယ်လို့ပဲပြောချင်ပါတယ် တုံးကြည့်ပါဒါမဲ့ကိုကမတုံးတိတ်ကမှလက်တချို့တွေကကြောက်တဲ့လူတွေရှိတယ်အနောက်ဗီဒီယိုမှာလေကိုကမဝတ်အောင်ဘလို့တုံးတင်တယ်လေဆိုရဲဟာကိုဘလို့စားတင်တယ်လေဆိုရဲဟာကိုလည်းတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ဗီဒီယိုမှာကိုလည်းအားပြကြပါလို့တောင်းဆိုချင်ပါတယ်ကိုမစ်ဆွေအတွက်အကျိုးရှိမယ်ဆိုရင် like share subscribe မမေ့နဲ့နော် see you next time bye bye god bless you all Love you all. See you on next video. Bye bye.